ဇာဗီယူဆောင်လာမယ့်ဒီဂီတာကာနဲ့ United အသင်းရဲ့ဖြစ်လာနိုင်ပွဲကစားကွက်အခင်းချင်း Manchester United အသင်းကရလက်တွေစိုးဝနေတဲ့ချိန်မှာနီးပြအမော်ရင်ကိုထုတ်ပယ်ပြီးနီးပြသင်ခန်းအမဲ့တရင်တွေကတော်လီဂိုမှာချိန်လောင်နေပြီလည်းဖြစ်ပါရီလက်ရှိချိန်ထိကတော့အသင်းဘက်ကအမော်ရင်ကိုထောက်ခံစေဆိုပေမဲ့ဒီတော့အတွင်းမှာဘာမှကိုမလုပ်ပြနိုင်ဘူးဆိုရင်တော့ထုတ်ပယ်ခံရမှာလည်းဖြစ်ပါရီ United နီးပြသင်ဖြစ်လာမယ့်ဆေးမှာနာမည်ကြီးနေတာရောပရိသတ်တွေကြိုက်နေကြတာရောက Spain နီးပြဖြစ်သူစားပြီးပါဇာဗီကတော့ Spain နီးပြမလို့နီးစနစ်ပိုင်းကတော့အတော်လေးကိုမှကောင်းမွန်ပါရီ ဒီဂီတာကစားရင်ကိုခြေပြုတ်စားတယ်လို့ဘွေရဲ့လိုအပ်ချက်အရကစားရင်နဲ့ကစားကွက်ကိုလည်းပြောင်းလဲအသုံးပြုလို့ရှိတယ်လို့ဖြစ်ပါရီ။ဇာဗီရဲ့ပြင်နိုင်ကစားကွက်က433ပဲဖြစ်ပါရီ။ဒါမှမဟုတ်လည်းဘွေအတွင်းမှာကစားအတင်ချလုပ်ဖို့နဲ့ဘွေကိုထိန်းချုပ်နိုင်ဖို့235 325ကစားကွက်တွေကိုလည်းပြောင်းလဲအသုံးပြုတတ်တယ်ဖြစ်ပါရီ။အမော်ရီလုံကစားကွက်တစ်ခုရဲ့ကိုပဲပုံသေးကစားတော့မဟုတ်ပဲနဲ့ပြိုင်မဲ့သေးရဲ့အခြေအနေပေါ်လိုက်ပြီးပြောင်းလဲကစားတတ်ကြတာဖြစ်ပါရီ။433က United အသင်းရဲ့ကံ့ညီမှုရှိတယ်လို့ကစားသမားတွေရဲ့အကောင်းဆုံးပုံစံကိုရရှိနိုင်တဲ့ကစားကွက်တစ်ခုပဲဖြစ်ပါရီ လက်ရှိကစားကွက်မှာကစားကွက်အပြင်ကိုရောက်နေတဲ့ Bruno Fernandes အာမက်စတိုကလည်းခြေစွမ်းပြန်လဲပြလာနိုင်ပါ रे ။ဇာဗီတာရောက်လာမယ်ဆိုရင်တော့ United ကိုအဆင့်တစ်ခုနေရာတစ်ခုစီကိုပြန်လဲပို့ပေးဖို့မျှော်လင့်ချက်ရှိလာမှာဖြစ်ပါ रे ခင်ဗျာ။